မြန်မာငွေတွေတော့ကျွန်တော်ဝမ်းသာသွားတယ်။အဲ့တော့တို့ကအကဲရွေး PDF ဖြစ်နေဆက်ရှိနေတနေရာမှာတည်မယ်လူမသိသူမသိတည်မယ်ဘဲချောင်းမှာတည်မယ်ဆိုမသိနိုင်မသိနိုင်အခုကြတော့မိဘရှိသူပြောက်သွားပြီမိဘတွေနဲ့ဒူပြန်နေတယ်ပြီးရင်တို့ကိုယ်တိုင်ကပြစ်မှုကျူးလွန်မှုရှင့်ရှင့်ပဲတော်တော်နည်းတယ်ပေါ့ဗျာပြစ်မှုမှာတော်တော်နည်းနည်းတစ်ပဲရှိပြီးတော့မစ်စင်လာလည်းမရှိတော့ဘူးကုတုံးနည်းရဲ့တရင်ကောင်းချက်လို့ခြုံတော့ပြောဒီနေ့ဆက်ပြီးတော့ပြောမှာမုံရွာဘက်မှာမုံရွာမှာလူငယ်လေးတွေညီငယ်လေးတွေ အဘယ်လိုခေါ်မလဲမိဘရင်ခွင်ကိုပြန်လာကြတဲ့ဇလန်းလေးပေါ့ဒါလေးကိုလည်းကြည့်ပြီးကြည်နုစရာဖြစ်နေထည့်ပြောချင်ပါတယ်အဲ့ဒါတော့ချမ်းမို့ပါဘူးမြင်းမှုမြို့နယ်နဲ့မုံရမြို့နယ်မှာကျဲလဲကျဆားနေတဲ့ PDF ညီငယ်လေးတွေလူ24ယောက်ကလူ24ယောက်က24ယောက်တော့နော်အများကြီးပဲတုံး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 အများကြီးပဲ24ယောက်ကဒီကနေ့နော်ကျွန်တော်20ရက်မှာတော့တို့ကတို့ရဲ့မိဘတွေစီကိုပြန်ရောက်ကြပြီဖြစ်ပါတယ်ငွေတုံးလေးတွေပိုက်ပြီးပြောင်းသွားပါပြီတက်ဆန်လေးတွေပိုက်ပြီးပြောင်းသွားပါပြီအဲ့ဒါဘာလဲဆိုတော့ သူတို့ကသူတို့လုတ်ခဲ့တဲ့လို့ရဒီပုံမှာသူတို့မှားတယ်လက်မခံတော့မှားနေပြီငါတို့တော့ငါတို့ speed ရုပ်တာမှားပြီထင်တယ်ဆိုတော့သူတို့ယုံကြည်လာတဲ့အခါလက်ခံလာတဲ့အခါသူတို့ကိုတိလိုက်တဲ့အခါသူတို့မိသားစုနဲ့ပြန်လဲပူးပေါင်းခြင်းနဲ့ဥပဒေပေါင်းနဲ့ပြန်လာခြင်းနဲ့ဥပဒေပေါင်းနဲ့အောက်ထဲမှာမိသားစုနဲ့အတူနေခြင်းနဲ့ဆိုပြီးတော့တက်ဆိုင်ရာတာဝန်ရှိသူတွေဆက်သွယ်တယ်ဆက်သွယ်တဲ့အခါကျတော့တက်ဆိုင်ရာတာဝန်ရှိသူတွေဒါမျိုး welcome ပေါ့ဗျာကြိုးစိုးတယ်ညီငယ်တို့ဆိုပြီးတော့ကြိုးစိုးပြီးတော့ဒီနေ့20နှစ်မှာတော့အဲဒီဒီမုံရွာမှာရှိတဲ့အနောက်ဘက်ဆန္ဒအကျိုးဇေယျသီးသီးခမ်းပါပါလေဒီနေ့ဒီ PDF ဘဝကနေ မိသားစုတာမန်ပြည်သူလူထုဖြစ်နေမိသားစုကြားထဲမှာပြန်လည်နေထိုင်မဲ့ညီငယ်လေးတွေကိုကြံတဲ့ကြိုးစုံဘက်ဒီနေ့ကျင်းပါတယ်ကြိုးစုံဘက်ကျင်းပါတယ်ကျွန်တော်ဒီနေ့မှာအလင်းဝင်တယ်လို့မသုံးဘူးဘာလို့လဲဆိုတော့ဒီညီငယ်လေးတွေကိုအလင်းဝင်တယ်လို့သုံးရင်ဟိုဒီညီငယ်လေးတွေရဲ့ဟိုတချို့လူတွေပြောကြတယ်မှာအလင်းဝင်တယ်ပြောအောင်မင်းတို့ကလင်းနေလို့လားတော့ပြောမယ်စကလုံးရရှုပ်ထွေးမှာဆိုလို့ကျွန်တော်ရိုးရှင်းမပြောမယ်တေချာတာကသူတို့ကိုတက်မတော်ကဒီ PDF လူငယ်24ယောက်ကိုတက်မတော်ကပြန်လဲကြိုးစုံတဲ့ကြိုးစုံပွဲပြန်လဲကြိုးစုံပြီးတော့မိသားစုထံအနန္တနဲ့ပွဲလေးကိုဒီကနေ့မုံရအောင်ပါ ျင်းပသွားတယ်။အဲဒီလူငယ်တွေအကုန်လုံးကမြင်းမူနဲ့မုံရနှစ်နှစ်ခုမှကျင်းလက်ကျစားနေတဲ့ PDF ညီငယ်လေးဖြစ်တယ်။အဲ့တော့အမျိုးသား22ယောက်ပါတယ်အမျိုးသမီး2ယောက်ပါတယ်ပေါင်း24ဦးဖြစ်တယ်။အဲ့တော့သူတို့ဒီလိုပြန်လာတဲ့ခါကျတော့သူတို့မှလည်းပြန်လာလာပြီးချင်းသူတို့မှနေထိုင်ရှင်သန်အခက်မှာဆိုးတဲ့ခါကျတော့တာဝန်ရှိသူတွေကသူတို့ကိုမလုပ်ပေးလို့ဆိုတော့တအုပ်ချင်းစီကို30စုချင်းမြင်တယ်။တူးချင်းစီကို30 ကဲညီလေးတို့ညီငယ်ညီမငယ်တို့သားတို့သမီးတို့ရေသားတို့တို့ရောတယောက်သိန်း20သားတို့တို့မိဘတွေနဲ့အတူပျော်ရွှင်နေကောင်းကောင်းမွန်နေနောက်နောက်ဆောင်နောက်တော့ဥပဒေရဲ့အပြင်ကိုမထွက်ကြနဲ့မိဘနဲ့ရင်ဝင်ကိုမထွက်ကြနဲ့မိဘရင်ဝင်ဟာလုံခြုံတယ်မိဘရင်ဝင်ကိုအပြင်ထွက်တော်တယ်အမြချမ်းတန်းတဲ့ဘဝခရီးဆောင်ရင်ဆိုင်နေတယ်မိဘတွေကိုနောက်တစ်ချိန်ပြန်မတွေ့ရတာဖြစ်နိုင်တယ်ဆိုတာမျိုးတွေစုံစုံမှပြီးတော့ကဲသားတို့တို့တယောက်သိန်း20ပေးလိုက်တယ်ပေါ့အဲ့တော့သိန်း180ရတယ်ပြောရတော့ပေါ့ရင်24ရောက်ဆိုတော့သိန်း180ပေါ့သိန်း90လောက်တို့ကုန်ခံပြီးတော့နိုင်ငံတော်က ပြန်ပြီးတော့စားတော့ဖွယ်ရနေအခါတော့ပါဆိုတင်းကားချူချော်တော့အကုန်ခံပြီးတော့ကိုညီငယ်ညီမငယ်တို့ပြန်ဝဲကန်းလို့တယ်ကဲဒါလေးကကျွန်တော်ကြည့်ပြီးကြည်နူးတယ်ဗျဒီ24ရက်ညီ24ရက်တော့ညီငယ်ညီမငယ်တွေအတွက်ကျွန်တော်ဝမ်းသာသွားတယ်သူတို့ကအကယ်၍ PDF ဖြစ်နေဆက်ရှိနေတနေရာမှာတင်းမယ်လူမသိသူမသိတင်းမယ်ဘယ်ကြောင်မှတင်းမယ်ဆိုမသိနိုင်မသိနိုင်အခုကြတော့မိဘရှိသူပြောက်သွားပြီမိဘတွေနဲ့အတူတူပြန်နေတယ်ပြီးရင်သူတို့ကိုယ်တိုင်ကပြစ်မှုကျူးလွန်မှု ရှင့်ရှိမယ်တော်တော်နည်းတယ်ဗောဗျာပြစ်မှုမှာတော်တော်နည်းနည်းတပည့်ရှိပြီးတော့ တော်တော်လေးကိုရိုင်းဆိုင်ရမ်းစားဖို့ပဲလေပြစ်မှုကလည်းနဲတဲ့အတွက်တို့ဟာမိဘစီပြန်အောင်လုပ်ရတယ်နောက်တစ်ခုကတက်ဆိုင်ကတာဝန်ရှိသူတွေကိုယ်တိုင်လည်းဒါကိုဝယ်ကမ်းလို့တာကြိုးစုတာအကယ်၍ပြန်လာမယ့်လူငယ်တွေကိုမရောက်ချချဆိုရင်တော့ဘယ်လာရဲမလဲဗျာဒီငယ်တွေကပြန်လာမယ်ဆိုတော့မိဘလူမျိုးပဲသဘောထားပြီးနိုင်ငံတော်ကလည်းမိဘလူသဘောထားပြီးတော့โอเคတအားသူတို့လာရတယ်တို့တို့ကကြိုးစုတယ်ဒီဘက်ကသူ့ရဲ့မိဘတွေကိုလည်းဆက်သွယ်တယ် ကျိုးပြီးတော့ဒီကောင်လေးတွေဆက်သွယ်လိုက်အချိန်မှာဒါလှည့်ဝက်လောက်ရတော့ဗျဆက်သွယ်လိုက်အချိန်မှာတက်ဆိုင်အားတိုက်တာဝန်ရှိသူတွေကလုံကျွတ်တက်ဖို့နေရသူတို့မိဘတွေကိုဆက်သွယ်တယ်ဆက်သွယ်ပြီးတော့ခင်ဗျားတို့ရဲ့သားခင်ဗျားတို့သမီးကတော့ခင်ဗျားတို့စီပြန်လာခြင်းတွေပြောတယ်ကျွန်တော်တို့ကလည်းဥပဒေရဖြည့်လျှော့ပေးလို့ရတယ်လျှော့လျှော့ပေးလို့ရတယ်ဒီကလေးတွေအဲ့တော့ခင်ဗျားတို့ပြန်ပြီးတရားဟောပြပါနောက်တစ်ချိန်မဖြစ်အောင်ခင်ဗျားတို့စောက်ရှောက်ပါဒီကလေးတွေကိုကောင်းမထားပါဒီကလေးတွေကိုဖြစ်စီနေစသဖြင့်တို့ပြန်ခေါ်ပြီးတော့ပြီးတော့မိဘတွေလည်းဝမ်းသာအားရကြိုးပြောတာပေါ့ဗျာအဲ့မှာကလေး24ရက်ကလည်းပြောင်းလာတယ် ဒါတိုးတိုးရောက်လာပြီးတော့မှဘက်ကနေဒီ30နေမပြပလက်ထက်ကိုခွတ်ဆူအပ်ပြီးတော့ပြပါတယ်လေဝမ်းသာတယ်ကလေးတွေနဲ့ပြပါတယ်နဲ့ပွေဖက်ပြီးတော့ပျော်ရွှင်ကြည်နူရတဲ့မြင်ကွင်းရဗျာသူ့အမေနဲ့သူ့သားသူ့အမေနဲ့သူ့အဖေနဲ့သူ့သားသူ့ပြနဲ့သူ့သားသမီးခင်ဗျာပျော်ရွှင်သာပြန်ပေါက်ထုတ်ခြင်းဆိုတော့မြင်ကွင်းရကြည်နူဖို့ကောင်းတယ်ကျွန်တော်ကတော့ဝမ်းသာတယ်အဲ့တော့ဒတိုင်းပြည်လုံးမှာရှိတဲ့ပြည်ရဲ့ညီငယ်ညီမငယ်တွေကိုပြောချင်တာတခုပဲဆက်ပြီးတော့ဒီတိုင်းဆက်လုံနေလုတ်လို့ရပါတယ်လုတ်ပါဒါပေမဲ့ကိုဒေါသနဲ့ကိုလုတ်တာလုတ်ပါဘာလို့မှမပြောလို့မှားတယ်လည်းမပြောဘူးမှန်တယ်လည်းမပြောဘူးဒါပေမဲ့ကိုလုတ်လိုက်တဲ့လုတ်ရက်ကနောက်တစ်ချိန်မှာ ကိုမိဘလည်းပြန်မတွေ့ရတော့ကိုမိသားစုလည်းပြန်မတွေ့ရတော့အထိနန်းဆုံးကိုရောက်သွားခဲ့ပြီဆိုရင်ဘယ်လိုလုပ်ကြမလဲဘသူ့အတွက်အသက်ပေးနေကြရလဲကိုကိုပြန်မေးကြဘူးလားဘသူ့အတွက်တိုက်နေကြရလဲဘာအတွက်တိုက်နေကြရလဲကိုတိုက်နေတဲ့ဟာကိုမှန်ရဲ့လားပြန်ဆန်းစစ်ဖို့လိုပြီလို့ကျွန်တော်မြင်တယ်ပြန်ဆန်းစစ်ပြီးတဲ့နောက်ကျရင်တို့ဘာလုပ်တင်တာလဲမင်းပြန်လာလို့ရရင်အုပ်လိုက်အဖွဲ့လိုက်ပြန်လာပြီးတော့ကောင်းကောင်းကိုပြန်နေပြီးတော့တိုင်းချိုးပြည်ပြူမှာပြန်လို့တိုင်းပြည်ကိုပြင်ပြောင်းလဲခြင်းလဲဆိုရင်ဥပဒေကြောင်းနဲ့ဥပဒေဘောင်နဲ့နေပြင်ပြောင်းလဲဖို့စူးစမ်းအဲ့ဒါဆိုရင်ဒီညီငယ်တွေက ပို့ပြီးတိုက်ပြီးတော့အရေးကြီးတယ်လို့ဖြစ်လာနေတယ်။ဒါကြောင့်ကျွန်တော်ကတော့ဒီ24ရက်ပြန်ပြီးတော့ဟိုပြန်ပြီးတော့ဟိုမိသားစုနဲ့ပြန်ပြီးပေါင်းစည်းတာဝမ်းသာပါတယ်။နိုင်ငံတော်ကြီးကြီးတွေနိုင်ငံတော်တာဝန်ရှိသူတွေလည်းဒါကိုဝယ်ကမ်းလုပ်ပြီးကြိုဆိုပေးတာကိုတို့လည်းတကယ်ကို appreciate လုပ်ပါတယ်။အဲ့တော့နောင်နောင်များမှလည်း PDF ညီငယ်ညီမကလေးဒီလိုပြန်လာခြင်းလည်းဆိုရင်တစ်ဆင့်ညစ်စီဖြေလျှော့ပြီးတော့လုပ်ဖို့တင်ပါတယ်။ဥပမာကျွန်တော်က PDF ညီငယ်သူပြောက်ဆိုပါစို့ကျွန်တော်ကလူရက်တက်လိုက်မိတယ်။ကျွန်တော်လည်းဘုံတိကိုပတိနဲ့နေမတက်လို့တက်လိုက်မိတယ်။ဒါပေမဲ့ကျွန်တော်မှားသွားပြီးတော့တိသွားတယ်။အဲ့ဒီအချိန်မှာကျွန်တော်ကပြန်လာခြင်းတယ်။ Okay တကယ်လည်းပြန်လာခြင်းတာပေါ့။တကယ်ပြန်လာဖြစ်ဖို့လိုတော့ပေါ့။ အသွင်ယူပြီးတော့ပြန်လာထောက်လိုက်ပြီးပြန်သတင်းပို့တာမျိုးဖြစ်ရင်တော့ဒုက္ခပေါ့နော်အဲ့ဒါတခုတော့ကြောက်ရတယ်အဲ့လိုပဲနဲ့တကယ်ပြန်လာခြင်းနဲ့တကယ်စိတ်မှန်နဲ့ဆိုရင်တက်ဆိုင်တာအောင်ရှိသူတွေကလည်းအော်အေးဒီကောင်လူတော့တတ်ထားပြီမဲ့လူတတ်မှုတော့ဒီကောင်ကျွလွန်ထားပြီမဲ့တက်ဆိုင်ရတော့ဒီကောင်တော့ဥပဒေချောင်းရတော့နည်းနည်းပါဖြေလျှော့လို့ရရှင်ဖြေလျှော့လိုက်ပါဒီကောင်လေးညှိညက်ပြီးလုံးကြပါကြည့်ချက်ပြီးလုံးကြပါဆိုတိုက်ပွဲမှာတိုက်တာဆိုတော့ပြဿနာမရှိဘူးဗျာသူလူလူကတတ်တာဆိုရင်ပြဿနာရှိတယ်တိုက်ပွဲမှာနှစ်ဖက်ရှင်ပြကြတယ်စစ်တပ်နဲ့သူတို့နဲ့ရှင်ပြကြလို့တေကြကြည့်ကြဒါထိကတော့ခုလိုလူရမယ်လို့ကျွန်တော်နားလဲပါတယ်အဲ့လိုပဲနဲ့လူလိုက်တတ်တယ်ဆိုရင်တော့ ခွင့်ဥပဒေကြောင်းကတော့ရှိအောင်ပေါ့ဒီလိုလို့ရှိတယ်အဲ့ဒါကြောင့်ဟိုတာဝန်ရှိသူတွေအဆင့်ဆင့်ဖြတ်တောက်ဖြေလျှော့ပြီးတင့်တော်သူတွေလိုက်ပြီးတော့ဆက်လက်ပြီးတော့ဝယ်ကန်းလုပ်နေဖို့တိုက်တွန်းပါတယ်သူတို့ဆက်ပဲလုပ်လိမ့်မယ်လို့လည်းကျွန်တော်ညီမျောလိုက်ပါတယ်အဲ့တော့ညီငယ်ညီမငယ်တွေဘက်ကပြီးရဲ့ညီငယ်ညီမငယ်တွေဘက်ကလည်းတချို့ကိစ္စတွေမှာသဘောပေါက်တင်ပြီလို့ပဲကျွန်တော်ပြောချင်တယ်သဘောပေါက်တင်ပြီတချို့ကိစ္စတွေမှာကိုဘာလုပ်နေရလဲဆိုကိုကိုကိုတီးဖို့လိုတယ် ကိုဘာဖြစ်သွားပြီလဲဆိုတော့ကိုကိုတိဘူးလို့တို့ကိုဘာဆက်ဖြစ်မှာလဲဆိုတော့တိဘူးလို့တယ်အဲ့တော့ကိုဘာဘောဘောတိပြီလဲဆိုတော့လည်းနားလည်းတိပြီလို့ပဲဒီညီငယ်ညီမနေတိုက်တော့မှာလေအဲ့တော့အကုန်လုံးကတိုင်းပြည်ရဲ့ကြေညာတွေပါပဲဘယ်သူမှအမိုက်တွေမဖြစ်ပါဘူးဆိုတော့သူများအသက်ကိုရဲရဲဆက်တက်ပြီးသူများကိုဒုက္ခပေးခြင်းမှသာလေအမိုက်ပါသူများအသက်ကိုတတ်တာမကောင်းဘူးဆိုတော့နားလည်းပြီးတော့မကောင်းမှုကိုရှောင်မှုစူးစမ်းတာကကျန်နာရဲနာပါပဲအဲ့တော့ကျွန်တော်တို့ဒီညီငယ်ညီမတွေပြန်လာကြဖို့ပဲကျွန်တော်တို့တိုက်တော့မှာလေနော်ဒါတော့ဒီလိုပြင်းနေကြတော့ပြောရတယ်တော်မျိုးနဲ့